မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့ဒီတစ်နဲ့တီးရဲ့တစ်ကဲနောက်နဲ့တီးရဲ့နောက်မှာကရိယာထည့်ပြီးတော့စကားလေးပြောတဲ့စကားပြောနီးလေးတစ်မျိုးကိုဆက်လက်ပြီးတော့သင်ပြပေးသွားမှာဖြစ်ပါတယ် တင့်နဲ့တီးရဲ့နောက်မှာကရိယာထဲမှာပါနာမမဟုတ်ပါဘူးကရိယာထဲနီးနော်တင်းကွလန်တီးကွလန်နော်ဒါဆိုလို့ရှိရင်ဒီတင့်နဲ့တီးရဲ့နော်ကြားထဲမှာကရိယာထဲနီးရဲ့အတိပယ်ကဘာလဲဆိုတော့ तू ကချက်ချင်းပဲလို့တခါတည်းပဲလို့အခုပဲဆိုတဲ့အတိပယ်ကိုပေါ်ဆောင်တာဖြစ်ပါတယ်ဥပမာအားဖြင့်ကြည့်မယ်ဆိုရင်တသွားတီးသွား ်เนาะတက်သွားတီသွားเนาะကဲတခါတည်းတသွားတည်းသွားလိုက်ပါတော့လို့ဆိုတဲ့စကားပြောနည်းလေးဖြစ်ပါတယ်သူရဲ့အတိတ်ပဲကတော့ပြန်မလာတော့ဘူးတသွားတည်းသွားလိုက်ပါတော့ဆိုတဲ့အတိတ်ပဲလေးဖြစ်ပါတယ်ကဲနောက်တစ်ခုကတော့တမေတဲမေဟဲဒီကလေးကတော့တမေတဲမေနေတာပဲဒီကိစ္စကိုဆိုတဲ့အတုံးအနှုံးလေးသူကဘာလဲဆိုတော့ နော်ချက်ချင်းပဲဆိုတဲ့အတိတ်ပဲတမေတဲမေနောက်ထပ်တစ်ခုတပြောတဲ့ပြောပြောဆိုတဲ့ကရိယာထဲမှာနော်ပြောခဲ့တာကြံရင်သွားလို့တစ်ကဲနောက်မှာ သွားဆိုတဲ့ကရိယာကိုထည့်မယ်တီးရဲ့နောက်မှာလည်းဒီတစ်နဲ့တီးရဲ့ဂျားထဲမှာရှိတဲ့ကရိယာကိုပဲတီးရဲ့နောက်မှာထည့်မှာဖြစ်ပါတယ်ကရိယာကတလုံးနဲ့ပါတဲသွားဒီသွား နော်သွားဆိုတဲ့ကရိယာကိုတင့်နဲ့တီးရဲ့နောက်မှာထဲ့မှာတက်သွားတီးသွားဒါဆိုရင်မေးဆိုတဲ့ကရိယာကိုထဲ့မယ်တမေတဲမေတမေတဲမေဒါဆိုရင်ပြောဆိုတဲ့ကရိယာကိုထဲ့ရင်တက်ပြောတဲပြောကဲဒါဆိုရင်နောက်ထပ်ဘာကရိယာလေးတွေထည့်အောင်မလဲကဲဒီနေရာလေးမှာခိုင်းဆိုတဲ့ကရိယာလေးကိုထည့်မယ်တဲခိုင်းတီခိုင်း နော်နောက်တစ်ခါမျောဆိုတဲ့ကရိယာလေးကိုထည့်ကြည့်အောင်သွေးထုံးမတမျောတယ်မျောနောက်တစ်ခါလုံးဆိုတဲ့ကရိယာလေးကိုထည့်ကြည့်အောင်တလုံးချဲရှေ့ကိုလုံးကိုထည့်ရင်နောက်ကိုလည်းဒီကရိယာလေးကိုပဲပြန်ထည့်မယ်တလုံးချဲလုံးကဲနောက်ထပ်ကရိယာလေးတစ်ခုလောက်ထည့်ကြည့်အောင်ပြန် နော်တပြန်တပြန်ဒီပြန်ကဲနောက်ထပ်ကြည်ဆိုတဲ့ကရိယာလေးကိုကြည့်အောင်တကြည်ဒီကြည်ကဲဒါဆိုရင်ဒီအသုံးလေးဒီစာလေးရေးပုံလေးကိုနော်သဘောပေါက်မယ်လို့ထင်ပါတယ်ကရိယာတင့်နဲ့တီးရဲ့ကြားထဲမှာ ကရိယာတစ်ခုထည့်မယ်တက်ကဲနောက်ကိုထည့်တဲ့ကရိယာဒီဒီရဲ့နောက်ကိုဒီကရိယာပဲသွားမှာဖြစ်ပါတယ်တက်သွားဒီသွားဒါဆိုရင်မင်းဆိုတဲ့ကရိယာကိုထည့်မယ်တက်မေဒီမေဒီတက်နောက်ကထည့်တဲ့ကရိယာဒီလဲတီးရဲ့နောက်မှာပဲပြန်ထည့်မှာဖြစ်ပါတယ် ကဲနောက်ထပ်ပြောကိုပြောဆိုတဲ့ကိရိယာလေးကြည့်အောင်တပြောတယ်ပြောနော်တစ်ကက်နောက်မှာထည့်တဲ့ကိရိယာကိုတီးရဲ့နောက်မှာပဲပြန်ထည့်မှာဖြစ်ပါတယ်နောက်တစ်ခုကတခိုင်းဒီခိုင်းတစ်ကက်နောက်မှာရှိတဲ့ခိုင်းဆိုတဲ့ကိရိယာကိုတီးရဲ့နောက်မှာထည့်မှာဖြစ်ပါတယ်တခိုင်းဒီခိုင်းတမျောဒီမျောတကယ်နောက်မှာရှိတဲ့မျောဆိုတဲ့ကိရိယာကိုတီးရဲ့နောက်မှာထည့်မှာဖြစ်ပါတယ်။နောက်တလုတ်ထဲလုတ် လုံးဆိုတဲ့တစ်ကဲနောက်မှာရှိတဲ့လုံးဆိုတဲ့ကရိယာကိုတီးရဲ့နောက်မှာထည့်မှာဖြစ်ပါတယ်တပြန်ဒီပြန်တစ်ကဲနောက်မှာရှိတဲ့ပြန်ဆိုတဲ့ကရိယာကိုတီးရဲ့နောက်မှာထည့်မှာဖြစ်ပါတယ်နောက်တစ်ခုကတကြည်ဒီကြည်နော်တစ်ကဲနောက်မှာရှိတဲ့ကြည်ဆိုတဲ့ကရိယာကိုတီးရဲ့နောက်မှာထည့်မှာဖြစ်ပါတယ်နော်ဒီအတိတ်ပဲလေးကတော့ဘာလဲဆိုတော့အခုပဲ နော်ချက်ချင်းပဲ တခါတည်းပဲဆိုတဲ့အတိတ်ပဲလေးတွေဖြစ်ပါတယ်တသွားတဲ့သွားနော်အခုတခါတည်းတသွားတဲ့သွားလိုက်တော့နော်တမေးတဲ့မေးဒီကလေးကဒီကိစ္စကို တမေးတဲ့မေးနေတာပဲနော်နောက်တစ်ခုတပြောတဲ့ပြောနော်တပြောတဲ့ပြောဆိုတာလေဒီတိုင်းပဲစကားကိုနော်တစ်ချက်သေးပဲပြောတာအဲ့ဒါကို တပြောသေးပဲပြောလိုက်တယ် နော်နောက်တစ်ခုကတခိုင်းနဲ့ခိုင်းဟိုအမေကလည်းအလုတ်ကိုတခိုင်းနဲ့ခိုင်းနေတော့တာပဲဆိုတော့အတိတ်ပဲနောက်တစ်ခုကတမျော်တဲ့မျော်အော်ဒီကလေးတမျော်တဲ့မျော်နေရတာပါလားဆိုတော့အတိတ်ပဲနောက်တစ်ခုကတလုတ်သေးလုတ်နော်အလုတ်ကိုတလုတ်သေးလုတ်ပါနော်ချက်ချင်းမဲ့လုတ်ပါဆိုတော့အတိတ်ပဲတပြန်တည်းပြန် တပြန်နဲ့ပြန်ဆိုတာလေသွားပြီးတော့ချက်ချင်းပဲပြန်လာခဲ့တပြန်နဲ့ပြန်လာခဲ့ဆိုတဲ့အတိတ်ပဲနောက်တစ်ခုကတကြည်တဲ့ကြည်တကြည်တဲ့ဆိုတာကတော့เนาะသူ့ကိုတကြည်တဲ့ပဲကြည်လိုက်မိတယ်ချက်ချင်းတရီထားမိသွားတယ်ဆိုတဲ့အတိတ်ပဲလေကဲဒါဆိုလို့ရှိရင်ဒီနေ့ပြောပြပေးသွားတာကတော့တစ်နဲ့တီးရဲ့နောက်မှာကရိယာထဲ့တဲ့အသုံးနှုံးလေးရဲ့အတိတ်ပဲလေးကိုပြောပြပေးသွားတာဖြစ်ပါတယ် တကယ်နောက်မှာကရိယာထည့်မယ်ဆိုရင်အဲ့ဒီကရိယာကိုတီးရဲ့နောက်မှာထပ်ထည့်တာဖြစ်ပါတယ်တကရိယာတီးကရိယာเนาะကဲဒါဆိုရင်ဒီနေ့ပြောပြပေးသွားတဲ့သင်ခန်းစာလေးကိုနားလည်နိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်